မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့ချင်းပြည်နယ်နဲ့ရောဒေတာကိုစစ်ရင်အားဖြည့်တင်းဖို့အတွက်ပခုတ်ကူမြို့ကနေထွက်လာတဲ့စစ်ကောင်းစီရင်နှန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခတ်ရာ၉ရက်အတွင်းကို၈၀ထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကားအစီးရေတရာခန့်ပါတယ်စစ်ကောင်စီရဲ့ရင်တန်းဟာမက်လာ22ရက်နေ့မှာပခုတ်ကူမြို့ကနေထွက်လာပြီးတော့မက်လာ23ရက်နေ့မှာကံမမြို့ကိုရောက်ခဲ့တယ်လို့သိရပါတယ်ကံမမြို့ကိုမရောက်ခင်ကာကွယ်တပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရင်တန်းကကံမကိုနည်းနည်းပဲကြော်နိုင်တယ်မိုင်းအထိကဆင်ပြီးတော့တောက်လျှောက်တိုက်နေတာတေရာကတော့အယောက်80ထက်မနည်းဘူးတေကြတဲ့နေရာကပြန်ပြီးတော့သိရတာမြေကျင်းစစ်ကြောင်းကတချို့လဲထွက်ပြေးနေကြတာတွေရှိတယ်လို့ပြည်သူ့ကာကွယ်ရဲဘော်တို့ကပြောပြလာပါတယ်။ကံမနဲ့ပေါ့မြို့ကြားမှာရှိတယ် ဂျိုးပြန်ရွာအနီးမှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွားနေတယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းကဘိုးတဦးနဲ့တပ်သားသုံးဟာပြီးခဲ့တဲ့ရက်အနည်းငယ်ကထွက်ပြေးသွားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါဗါးမက်စလ31ရက်နေ့မှာလည်းအဲ့ဒီစစ်ကြောင်းကဘိုးကြီးဟိန်းထိုက်ကိုနဲ့တပ်သား၄ရက်ဟာထမှန်ထွက်ပြေးသွားတယ်လို့ကာကွယ်ရဲဘော်တို့ကပြောပါတယ်ရင်နန်းဟာကံမနဲ့ပေါင်းရိုးဂျာမာဆက်လက်တီးရှိနေပြီးတော့ရှေ့ကိုဆက်မတိုးနိုင်မဲနဲ့ရက်တက်နေသလိုဒစုဒစီးတဲ့မရှိတော့ပဲပြန်ကျဲနေတယ်လို့သိရပါတယ်စစ်ကူတွေဟာလည်းထမှန်ခေါ်ယူနေရတယ်လို့သတင်းရရှိထားပါတယ်ဒါအပြင် မိုင်းအန်နီယယ်ကိုကြောက်လန့်ပြီးတော့မူလလမ်းဟောင်းအတိုင်းမသွားရတော့ပဲဘူဒိုဇာတွေကိုအသုံးပြုပြီးတော့ပေါ့မြို့နယ်ရေပြာရွာဘက်ကိုရှောင်ကွဲပြီးတော့လမ်းဖောက်လုပ်နေတယ်လို့လည်းပေါ့မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကနေပြီးတော့သတင်းတွေရရှိခဲ့ပါတယ်။အဲ့ဒီရင်တန်းဟာချင်းပြည်နယ်နဲ့ရောဒေသကိုစစ်အင်အားဖြည့်တင်းဖို့အတွက်ထွက်လာခြင်းဖြစ်ပြီးတော့ပေါ့မြို့ကိုကျော်လွန်မာကကြောက်ထုမြို့ကိုရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကမှတစ်ဆင့်ချင်းတောင်ကိုတက်နိုင်တယ်လို့ရောဒေသဘက်ကလည်းတွားရောက်နိုင်တယ်လို့ကာကွယ်ရဲဘော်တွေကမှန်းဆနေကြပါတယ်။2023ခုနှစ်စက်တင်ဘာလကလည်းစစ်ကောင်စီက ကားအစီးရေ80ခန်းဟာတပ်ဖွဲ့ဝင်အင်အား300ခန်းနဲ့ချင်းတောင်နဲ့ရောဒေသတွေကိုအင်အားဖြည့်တင်းဖို့အတွက်စူးစမ်းခဲ့မှုတယ်လို့သိရပါဗါးအဲ့ဒီရင်နှန်းကိုပေါ့မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီကအထိနာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မုံမောင်းမြို့နယ်ဗမော်လွယ်ကျဲလန်းလွယ်ကျဲမြို့အနီးမှာတခုတည်းကြံရှိနေတဲ့ စိန်လုံးတောင်ဘျူဟာတပ်စခန်းကို KIA ကစတင်တိုက်ခိုက်နေပြီးတော့အဲ့ဒီစခန်းအနီးနားမှာရှိတဲ့ကာကင်းစခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးဆိုတဲ့ရုတ်တံသတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂၉ရက်နေ့ကနေစတင်ပြီးတော့စိန်လုံးတောင်စခန်းကို KIA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်လျက်ရှိရာကာကင်းစခန်းတွေကိုသိမ်းပိုက်ရရှိသွားပြီလို့သိရပါဗါတယ်။တူဘွန်တောင်လွယ်ရင်တောင်တိန်ရောင်ပေါ်အဲ့ဒီတောင်၃ခုမှာရှိတဲ့စစ်ကောင်စီစခန်း၃ခုကိုသိမ်းလို့ရခဲ့တယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါဗါတယ်။ မတ်လ9ရက်နေ့ KIA ရဲ့စီရေးစတင်ခဲ့တဲ့နေ့ရက်ကစတင်ပြီးတော့လက်ရှိ23ရက်တာကာလအတွင်းမှာကချင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းပေါင်း90ကျော်ကို KIA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့ဂွေးတော်ဆန်းရွာအနီးနေပြည်တော်စီရင်ပြပွဲကနေပြန်လာတဲ့စစ်ကားတစီးတိမ့်မှောက်ပြီးတော့စစ်သား9ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မက်လ30ရက်နေ့ညနေ6:00အချိန်ကနေပြည်တော်စီရင်ပြပွဲကနေပြန်လာတဲ့စစ်ကားတစီးဟာမကွေးမြို့ဂွေးတော်ဆန်းရွာအနီးမှာတိမ့်မှောက်ခဲ့ပြီးတော့စစ်သား9ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်နေပြည်တော်စီရင်ပြကနေပြန်လာတဲ့ စစ်ခွေးကားတစီမကွေးမြို့အနီးဝေးတော့ဆန်းရွာအနီးမှာမက်စလာ30ရက်ညနေ6:00နာရီဝန်းကျင်မှာတိမ်းမောက်ခဲ့တယ်စစ်ခွေး3កောင်ကတော့ပွဲချင်းပြီးသေးပြီးစေးရုံအရောက်မှာနှစ်កောင်ထက်သေးတယ်ဒဏ်ရာရတဲ့သူတွေလည်းများပြားခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာမကွေးမြို့ AR မြစ်အနောက်ဘက်ကမ်းမှာရှိတယ်ဝါခွန်းတက်ကဖြစ်ပြီးတော့လက်ရှိမှာဒဏ်ရာရတဲ့သူတွေကိုမကွေးမြို့ဂရင်တရားစေးရုံမှာတင်ဆောင်ထားပြီးတော့ဝေးတော့ဆန်းရွာအနီးမှာစစ်ကောင်စီကတပ်ဆွဲထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ပွေမြို့နယ်ဒီတို့ကုန်းကျေးရွာမှာစစ်မှုထမ်းစင့်ခေါ်ရေးနဲ့စစ်သားတွေစုဆောင်ရေးအတွက်လုပ်ကင်နေတဲ့သူအုတ်ချုပ်ရေးမှုစိုးတင့်နဲ့ဘကိုးတိုင်းပေါင်းတဲ့ကပြူစောထင်းနိုင်ကြီးတို့ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မက်လာ30ရက်နေ့မွန်လွယ်3နာရီအချိန်ကပျော်ပွေမြို့နယ်ဒီတို့ကုန်းကျေးရွာအုတ်ချုပ်ရေးမှုစိုးတင့်ဟာတနက်နေ့9ချက်ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်လို့သိရပါတယ်၎င်းဟာစစ်မှုထမ်းစင့်ခေါ်ရေးနဲ့စစ်သားစုဆောင်ရေးအတွက်လုပ်ကင်နေတဲ့အချိန်မှာပြစ်ခတ်ခံရပြီးတော့တေဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ် စစ်သားစုဆောင်ရေးလုံနေတော့ပြက်ခတ်ခံရပြီးတော့အုပ်ကြီးစိုးတက်ဆုံးသွားတယ်အရှင်းခံရမယ်စရဲနဲ့မှာပါနေတာက၅ဦးလို့ပြောတယ်ကျန်တဲ့သူတွေကတော့ရှောင်သွားကြပြီလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်အလားတူပဲမက်စလာ30ရက်နေ့ညနေ9နာရီအချိန်မှာဘကိုးတိုင်းပြည်ခရိုင်ပေါန့်တယ်မြို့နယ်တစ်ပုတ်အုပ်စုတစ်ပုတ်ရွာနေအကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင်းပြူစောထီနိုင်ကြီးဟာခြိတက်ရွာကနေတစ်ပုတ်ရွာကိုလှဲနဲ့ပြန်လာတဲ့အချိန်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363တက် PPDF တက်ရင်တက်ခွဲတက် တက်ခွဲငါတို့ကတနက်နဲ့ပြစ်ခတ်ရှင်းလင်းရနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်ပြူစောထီးနိုင်ကြီးဟာပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့ထောင်ထားတဲ့မိုင်းခွင်းတွေကိုလိုက်လံချောင်းချောင်းပြီးတော့မိုင်းခွင်းများရှိရာနေရာကိုရှောင်တိန်သွားလာနိုင်စေရန်အတွက်လမ်းပြပေးခြင်းရွာထဲမှာပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့မိသားစုများနေထိုင်လို့မရအောင်စစ်တပ်ထံကိုတရင်ပေးပို့ခြင်းဖမ်းဆီးစစ်ဆေးကိုင်းခြင်းကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့အတူစစ်မှုထမ်းဖို့အတွက်ကျေးရွာအတွင်းမှာလူငယ်တွေကိုအတင်းအဓမ္မခေါ်ယူစုဆောင်းပေးနေတဲ့သူလည်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်ပလမြို့တွင်တဲ့အထိကိုဝင်ရောက်ပြီးတော့စစ်ကောင်စီတပ်အထက်ရိတ်ခါလက်နက်ခဲယံတွေကိုတဲပို့ပေးနေတဲ့ဆက်လီတစည်းကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ30ရက်နေ့ကပလောမြို့နယ်ပလမြို့နယ်ကွဲအမှတ်၄ရပ်ကွက်အောင်တီဟာလန်းနေဥဝင်းနိုင်တဲ့ဒေါ်ဝင်းဝဲမော်တို့ဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မူးရစေဝါရောင်းဝယ်ဖောက်ကားခြင်းအကြမ်းဖက်စစ်ကောင်စီအထက်လူရိတ်ခါလက်နက်ခဲယံတွေကို၎င်းတို့ပိုင်ဆိုင်တဲ့ဆက်လီနဲ့တဲယူပို့ဆောင်ပေးနေတယ်လို့ထောက်လန်းသိရှိရတဲ့အထက် အချိန်ချင်းမေတ္တာရက်ခံသတိပေးခဲ့တာမှာလိုက်လာခြင်းမရှိတဲ့အတွက်ကြောင့်မြို့ရဲနဲ့အထီကိုဝင်ရောက်ပြီးတော့အဲ့ဒီဆက်လေးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မြို့ရဲအထီကိုဝင်စီးတာပါလူကိုဖမ်းဆီးတာတို့ပစ္စည်းတွေတင်းစီရရှိတာမျိုးတော့မရှိခဲ့ပါဘူး။စစ်ခွေးတွေနဲ့ထိတွေ့တိုက်ပွဲအနည်းငယ်ပဲဖြစ်ပွားခဲ့တယ်။စစ်ခွေးတွေတိမ်ဆုံးမှုရှိခဲ့တယ်လို့ကျွန်တော်တို့ဘက်ကရဲဘော်တွေကတော့အထီးကိမရှိခဲ့ဘူးလို့မြိတ်ခရိုင်အမှတ်တရရင်ကတာဝန်ရှိသူတူကသတင်းပေးပို့လာပါတယ်။အခုလိုမျိုး လမျိုးကိုစီးနေတဲ့အချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲအနှဲငယ်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဖြစ်စဉ်မှာကြီးကြီးမားမားမရှိခဲ့ပဲအကြမ်းဖက်စစ်ကောင်စီဘက်ကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်ပလောမျိုးနယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ထောက်တိုင်များနဲ့စစ်ကောင်စီရဲ့အကျိုးစီးပွားကိုတိုးပွားအောင်လို့ဆောင်ရွက်ပေးနေတဲ့သူတွေအနေနဲ့မိမိတို့ရဲ့လောက်ရတဲ့ကိုရက်တန်းကရက်ဖို့နဲ့သတိပေးချက်တွေကိုလေးစားလိုက်နာမှုမရှိပဲစစ်ကောင်စီနဲ့အခုလိုမျိုးဆက်လက်ပူးပေါင်းနေမယ်ဆိုပါက ခြေမုံခံရမှာဖြစ်ကြောင်းကိုမြိတ်ခရိုင်အမှတ်1တိုင်ရင်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီမြို့နယ်ကစစ်ကောင်စီစစ်ဆေးဂိတ်တွေမှာစံတင်လာတဲ့ကားတွေစီကနေပြီးတော့တင်းယူခဲ့တဲ့ဆန်အိတ်တွေကိုပြန်ရောင်းစားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလအတွင်းမှာတနင်္လာရီမြို့အဝင်းဘိုးချုပ်ကျေးရုပ်အနီးနယ်ဘော်ဒီကန်တရားမှာရှိတဲ့စစ်ကောင်စီစစ်ဆေးဂိတ်တွေမှာ ေါက်ဈေး8000ဝန်းကျင်ရှိတယ်။ဆန်အိတ်တွေကိုဒီထက်နည်းတဲ့ဈေးတွေနဲ့လမ်းသွားလမ်းလာတွေကိုအတင်းအဓမ္မပြန်ပြီးတော့ထိုးရောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကပြန်ရောင်းစားနေတဲ့ဆန်အိတ်တွေဟာဆန်တအိတ်ထက်ပိုပြီးတော့တင်လာတဲ့လိုင်းကားတွေနဲ့ပြည်သူလူထုတွေစီကနေပြီးတော့မတင်ကိုင်းမတင်ကားသလိုတင်းယူခဲ့တဲ့ဆန်အိတ်တွေဖြစ်တယ်လို့ဆန်အိတ်အသိခံရမှုတဲ့ကားသမားတွေစီကပြန်ပြီးတော့သိရှိရပါတယ်။လာသမျှဆိုင်ကယ်တွေကိုတားပြီးတော့ပတ်စံဘလောက်ပါလဲမေးတယ်။ ၄တောင်း၅တောင်းလောက်ပါလို့ရှိရင်အဲ့ဒီပတ်စံကိုယူပြီးတော့ဆန်အိတ်အတင်းဝယ်ငိုင်းတယ်လို့ဗိုလ်ချုပ်ကျေးရုပ်အနီးကစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုနေ့စဉ်နေပါဖြတ်တန်းသွားလာနေတဲ့မြို့ကန်တအူးကပြောပြခဲ့ပါတယ်။ပြန်ရောင်းတဲ့ဈေးကလည်းလမ်းသွားလမ်းလာတွေမှာပါတဲ့ငွေကြေးပမာဏပေါ်မူတည်ပြီးတော့အနည်းဆုံး၃တောင်းခွဲလောက်ပါလာရင်24ပြည်ဆန်တအိတ်မဖြစ်မနေဝယ်ဖို့အတွက်လက်နက်ကိုပြပြီးတော့ဖိအားပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ခြံလုံငန်းလုတ်ကင်နေတယ်လေတောင်ရွာခန့်အမျိုးသားတအူးကတော့လွန်ခဲ့တဲ့၄ရက်လောက်ကတနင်္သာရီမြို့ဝင်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့အချိန်မှာ ဆန်အိတ်ဝယ်ဖို့ဖိအားပေးတာမခံရပေမဲ့တခြားသူတွေတော့ဂိမ်းမှာဆန်အိတ်တဲပြီးတော့ထွက်သွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်တရင်ပေါက်ကြမှာဆိုတဲ့အတွက်စစ်ကောင်စီတပ်သားတွေကသူတို့လှုပ်လို့ရတဲ့လူမျိုးတွေကိုပဲရွေးပြီးတော့ရောင်းတာလို့စစ်ကောင်စီတရင်တွေကထွက်လာတဲ့အမျိုးသားတို့ကပြောပြခဲ့ပါတယ်စစ်ကောင်စီစစ်စေးဂိမ်းမှာလည်းတာဝန်ကြတဲ့စစ်ကောင်စီတပ်သားတွေဟာတာဝန်ချိန်ပေါ်မူတည်ပြီးတော့လူလဲတာတွေရှိနေတဲ့အတွက်ဆန်အိတ်အတင်းအဓမ္မထိုးရောက်လာတဲ့ပတ်သက်ပြီးတော့တပ်သားတအူးချင်းစီပေါ်မှာလည်းမူတီနိုင်တယ်လို့အဲ့ဒီအမျိုးသားကပြောပါတယ်စစ်အုပ်ချုပ်ရေးကြီးညာချင်းခံထားရတယ်တနင်္သာရီမျိုးနယ်ကို ဆန်နဲ့စားတောက်ကုန်ပစ္စည်းတွေတည်ယူဝင်းနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတယ်လို့သိရပါဗါးအခုလတဲမှာပဲတနင်္လာရီမျိုးနယ်မှာအိမ်အောင်စုတစုကိုတပတ်အတွင်းဆန်24ပြည်အိတ်တအိတ်သာဝယ်ခွင့်ရပြီးတော့အဲ့လိုဝယ်နိုင်ဖို့အတွက်လဲစစ်ဘက်ရေးရလုံခြုံရေးစရဖရုံးဝယ်နိုင်နေစီကနေပြီးတော့ထောက်ခံစာတွေထုတ်ယူနေရတယ်လို့သိရပါဗါးအခုလိုမျိုးထောက်ခံစာယူပြီးတာတောင်မှတနင်္လာရီမျိုးအဝင်ဘိုးချုပ်ကျေးရုပ်အနီးကစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာပတ်စံဝင်ပြီးတော့ပေးရသေးတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗါး ။သတင်းပို့ရမယ်ဆိုပြီးတော့ဂိတ်ထဲကိုခေါ်သွင်းတယ်။ပြီးတော့ညီလေးဟိုမှာလွဲအမဲလေးချိန်ထားတယ်။အဲ့ဒီထဲကိုသွားထည့်ခဲ့နော်ဆိုပြီးတော့ပတ်စံထည့်ပေးခဲ့ရတယ်။တရားဝင်ဓမြတိုက်တာပါဗျာလို့မြို့ကန်တအူးကပြောပြလာပါတယ်။အဲ့ဒီလိုမျိုးဝင်ပေးတဲ့အချိန်မှာအ ਨੇ ဆုံးကြက်တထောင်ထည့်ရတယ်လို့သူကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့2022ခုနှစ်ကနေစပြီးတော့ပလောင်းမြို့နယ်ကိုစံနဲ့စားတောက်ကုန်တည်ယူခွင့်ကိုပိတ်ဆို့ကန့်သက်ထားတယ်လို့သိရပါဗါတယ်2023ခုနှစ်နှစ်လယ်ပိုင်းမှာတော့တနင်္သာရီမြို့နယ်ကိုလည်း ပလောမျိုးနီးသူနီးပေါင်းစုံနဲ့ပိတ်ဆို့ကန့်တတ်တာတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခိုလုံနေကြတဲ့စစ်ကောင်စီရဲ့နေကြားဆောင်တပ်စခန်းကတပ်ဖွဲ့ဝင်198ဦးကို မြန်မာနိုင်ငံဘတ်ချန်းကိုအပီလာ၁ရက်နေ့ကနေပြီးတော့၅ရက်နေ့အတွင်းပြန်ပို့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈၈ဦးကိုမြန်မာပြည်ကိုပြန်ပို့မယ်ကိစ္စကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကစီစဉ်ဆောင်ရွက်နေတယ်လို့ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်စရီမြို့နယ်အမှုဆောင်အရာရှိမိုဟာမက်ဇာကာရီယာကပြောဆိုခဲ့ပါရယ်နိုင်ငံသားရေးဝန်ကြီးဌာနကမကြခင်ပြန်လည်ပို့ဆောင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပြီးတော့ပြန်ပို့မဲ့ကိစ္စကိုလျှို့ဝှက်ထားပြီးတော့အရင်စီမင်းဥပဒေတွေအတိုင်းပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့၎င်းက ပြောဆိုခဲ့ပါရယ်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမြန်မာပြည်ရဲ့ဗဲမြို့ဗဲဒေတာနေရာတွေကိုပြန်လည်ပို့ဆောင်ပေးမယ်ဆိုတာကိုတော့ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘူးလို့သိရပါရယ် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခိုလုံနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့မတ်လ17ရက်နေ့ကမောင်တော်မြို့နယ်အောင်တပြေနယ်ကြားဆောင်တပ်စခန်းကတိုက်ပွဲတွေအတွင်းမှာထွက်ပြေးဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမောင်တော်မျိုးတွေကစစ်ကောင်စီရဲ့အောင်တပြေနေကြားဆောင်တပ်စခန်းကိုရခိုင်တပ်တော် AA ကမက်လ22ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ့်ပိုက်ရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအမြောက်အများနဲ့လက်နက်ခဲယမ်းတချို့ကိုသိမ့်ပိုက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခိုလုံခဲ့ကြတဲ့အောင်တပြေနေကြားဆောင်တပ်စခန်းကတပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့ရဲ့စခန်းတွေကစားတဲ့ရိတ်ခါတွေမှာတေးစီတက်တဲ့အစိတ်တွေကိုတုတ်လူးထားတယ်လို့ရေဘူးတွေမှာလည်းအစိတ်တွေထည့်ထားပြီးစခန်းအတွင်းတွေကိုလည်းအစိတ်ဆေးတွေဖြန်းထားခဲ့တယ်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ